ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ18ရက်ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့အချမ်းပဲစစ်အုပ်စုကလေကြောင်းတိုက်ခတ်မှု2190ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခတ်မှုတွေကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အချမ်းပဲစစ်အုပ်စုကအရသာပြည်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခတ်မှု2000ကျော်ပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်ပေါင်း300ကျော်အသက်ဆုံးရှုံးခဲ့ရကြောင်းကိုမြို့သားညညွေးဆိုရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမတ်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်2025ခုနှစ်မတ်လ16ရက်နေ့ညနေ9:30မိနစ်30ချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့စင်ကြရနာပရိယတ်တိစာတင်လိုက်ကိုအကြမ်းဖက်ဆေးအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာတန်ကာရောနှစ်ပါးအသက်18နှစ်အောက်ကိုရင်၅ပါးအရသာပြည်သူအမျိုးသား၁ဦးနဲ့အမျိုးသမီး၂ဦးစုစုပေါင်း၁၀ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူအများပြားရှိခဲ့ပါတယ်။ အရီတက်ခတ်မှုမတိုင်ခင်နှစ်ရက်လိုမလ14ရက်နေ့ညနေပိုင်းမှာလဲအကြမ်းဖက်ဆုပ်စုအနေနဲ့မန္တလေးတိုင်းစင်ကုမြို့နယ်လက်ပံလှကြီးရွာရဲ့ဈေးကိုလေကြောင်းမှတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်လေးလာသာကလေးတငယ်တူအပါဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့အယသပြည်သူ22ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကြမ်းဖက်ဆုပ်စုဟာအများပြည်သူသွာလာနေတဲ့ဈေးနဲ့သာသရိကဆောင်းအုပ်များကိုရွေချက်ရှိရှိနဲ့လေကြောင်းမှတိုက်ခတ်တဲ့အဲ့ဒီလောက်ရအောင်အပြင်းထန်ရှုံးချပါတယ်။အကြမ်းဖက်ဆုပ်စုအနေနဲ့ အများပြည်သူဆိုင်ရာနေရာများကိုရေရွက်ကျဲရှိရှိတိုက်ခိုက်ခြင်းကိုမဟာဗျူဟာတရက်အနေနဲ့ကြဲကြဲပြန့်ပြန့်ကျင့်သုံးနေပြီးအဲဒီလိုတိုက်ခိုက်ခြင်းကြောင့်ကလေးသူငယ်များပါဝင်အရသာပြည်သူများရဲ့အသက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။လူခွင့်ဆိုင်ဝန်ကြီးဌာနက2023ခုနှစ်မှ2025ခုနှစ်မတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရအကြံပေးဆွေးစုဟာအရသာပြည်သူဆိုင်ရာနေရာများကိုလေကြောင်းတိုက်ခတ်မှု2190ပြုလုပ်ခဲ့ပြီးအဲဒီလိုတိုက်ခတ်မှုတွေကြောင့် ကလင်းငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကြံပေးဆွေးဆုရဲ့အများပြည်သူဆန်ရနေရာများကိုတိုက်ခတ်မှုနဲ့ကလေးတငယ်များပေါ်ထိခိုက်ဒေဂျီစီမှုများဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ International Humanitarian Law ကတားမြစ်ထားတဲ့အချက်များကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်ပါတယ်။အထူးသဖြင့်လက်နက်ကိုင်ပဋိပက္ခများအတွင်ကလေးတငယ်များအားကာကွယ်ပေးရမယ့်အချက်များကိုကျူးလွန်ဖောက်ဖျက်ပြီးကလေးငယ်များပေါ်ကြီးမားတဲ့ကျူးလွန်မှု၆မျိုးမှာအပါအဝင်ဖြစ်တဲ့ကလေးတငယ်များကိုထိခိုက်ဒေဂျီစီခြင်းတပ်ပြက်ခြင်းဆိုတဲ့အချက်ကို ထင်းထင်းရှားရှားကျွလွန်ရာရောက်ပါလေ။ဒါပြင်ကလေးငယ်များအခွင့်ရေးဆိုင်ရာစာချုပ်ပါကလေးငယ်များရဲ့အသက်ရှင်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်ခွင့်နဲ့ကာကွယ်မှုရရှိပိုင်ခွင့်များကိုချိုးဖောက်ရာရောက်ပါလေ။နိုင်ငံငါလူခွင့်ရေးဥပဒေနဲ့နိုင်ငံငါလူသားချင်းစာနာထောက်ထားမှုဥပဒေများကိုချိုးဖောက်ရုံနဲ့မကကလေးငယ်များအားကာကွယ်ဆောင်ရွက်မယ်နိုင်ငံငါစံချိန်စံတို့များနိုင်ငံတကာစာချုပ်များကိုပြင်းထန်စွာချိုးဖောက်နေတဲ့အကြမ်းဖက်ဆဲဆူအားနိုင်ငံတကာလူ့အခွင့်အရေးရန်ရယာများနဲ့နိုင်ငံတကာတရားစင်မှုရန်ရယာများမှာ အမြန်ဆုံးထိရောက်စွာရည်ယူဆောင်ရွက်ပေးကြပါရဲ့လူခွေးရင်တဲ့ကလေးတငယ်ဆန်ရခွေးရင်များကိုကျိုးပန်းလှုပ်ဆောင်နေတဲ့နိုင်ငံများအားတိုက်တွန်းအပ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးစစ်ကောင်စီတက်ချက်တူနဲ့တပ်သား2ဦးတရအူးပကဖတ်တို့အလင်းဝင်လဲဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်အမျိုးသားညညွေဆိုရအမှတ်၁စစ်တေသမန္တလေးတိုင်းကြောက်စဲခရိုင်တရအူးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တရအူးပကဖတ်တို့ အကြံပတ်စစ်ကောင်စီတပ်မှတက်ချက်အူလက်နက်နဲ့တကွတပ်သား2ဦးစုစုပေါင်း3ဦးအလင်းဝင်ရောက်လာကြောင်းသိရပါတယ်။2025ခုနှစ်မတ်လ17ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရအမတ်တစ်စစ်တေသမန္တလေးတိုင်းကြောက်ဆဲခရိုင်တရအူးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တရအူးပတ်ကပ်ဖတ်သူအကြံပတ်စစ်ကောင်စီမှတက်ချက်အောင်မိုးဟာ MA1 တလက် G162 တောင်းဘုံဒီနှလုံးနင်းမိုင်တလုံး G3 G10 တောင်း MA1 G ပေါက်3ပေါက်တို့နဲ့တကွအလင်းဝင်ရောက်လာခဲ့ကအဲ့ဒီနေ့မှာပဲ စစ်မှုထမ်းအပတ်စဉ်ခုနှစ်ခေါ်ချိန်မှာပေါ်တာဆွဲခံရတဲ့အကြမ်းဖက်စစ်ကောင်စီခလာရ253မှတပ်သားကျော်အောင်တပ်သားဗျာကြီးတို့နှူးဟာလဲအကြမ်းဖက်စစ်ကောင်စီတံမှလက်နက်မပါကိုလိုယုံကတဒုံမြွနယ်ပတ်ကဖသို့အလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်တဒုံမြွနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တဒုံပတ်ကဖအနေနဲ့အလင်းဝင်ရောက်လာတဲ့၎င်းတို့၃ဦးကိုနှွေးထွေးစွာကြိုဆိုပြီးလက်နက်ခဲအများယူဆောင်ပေးနိုင်ခဲ့တဲ့တက်ချက်အောင်မှုသာမကကိုလိုယုံကအလင်းဝင်ရောက်လာနိုင်တဲ့တပ်သားနှူးကိုလည်းထိုက်တဲ့နဲ့ချင်းမြင့်ဝင်များပေးရကား ၎င်းတို့ရဲ့ဆန္ဒအတိုင်းလွတ်မြောက်နိုင်မည်များသို့ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမှာကတော့ရန်သူဟာနိုင်ငံရဲ့နေမြေ20ရာခိုင်နှုန်းလောက်ကိုပဲချုပ်ကန်ထားနိုင်တော့တယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်သူဟာနိုင်ငံရဲ့နေမြေ20ရာခိုင်နှုန်းလောက်ကိုပဲချုပ်ကန်ထားနိုင်တော့တယ်လို့စစ်ရေးသတင်းများကိုသုံးသပ်ဖော်ပြနေတဲ့ PDF Insight ကဖော်ပြပါတယ်တူမီနဲ့စခဲ့လို့နိုင်ငံတကာစစ်ရေးအကဲခတ်များအထင်သေးပြီးဟာသဖြစ်ခဲ့တဲ့တော်လိုင်းကြီးဟာလင်းနှစ်ဆိုတဲ့တူတောင်းလာတဲ့ကာလအတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်လောက်တဲ့အခြေအနေရောက်လာပါပြီ။တိုက်ပွဲတွေဟာတိုင်းပြည်မြောက်ဖြားကနေတောင်ပြားအထိနိုင်ငံရဲ့အနောက်ကျောချင်းရခိုင်ပြည်နယ်တွေကနေအရှေ့မြောက်ကျမ်းနဲ့အရှေ့တောင်ကျမ်းအထိတရုတ်နယ်စပ်နဲ့ရှမ်းလန်းနိုင်ငံနှစ်ဖွဲ့နေရာများမှပအနှံ့ပြားပေါ်ဆောင်နေကြတာဖြစ်ပါလေ။ရန်သူဟာနိုင်ငံရဲ့နယ်မြေ၂၀ရာခိုင်နှုန်းလောက်ကိုပဲချုပ်ကန်ထားနိုင်တော့တာပါ။ဒီလိုအခြေအနေရောက်လာတဲ့ဒီကအကြောင်းရင်းကတော့တိုင်းပြည်ကိုဆယ်စုနှစ်များစွာကြီးစိုးခွတ်တုတ်လာတဲ့ဖက်စစ်စစ်တပ်ကိုအပြုတ်တိုက်မှရတော့မယ်ဆိုတဲ့ ီသူတရားလုံးရဲ့လွန်ခိုင်မာတဲ့တနိဋ္ဌာန်ကြောင့်ပါပဲလို့ PDF insight ကသုံးသပ်ဆိုထားပါတယ်။မြန်မာနယူတော်လိုင်းရေးဟာစာရွေးမဟုတ်တဲ့လက်တွေ့ဘဝအတွေ့အကြုံများနဲ့ဖြတ်တန်းတိဆောက်လာခဲ့တာဖြစ်ပြီးကမ္ဘာအဆင့်38လို့ဆိုတဲ့စစ်တပ်ကိုတူမီနဲ့စပြီးတိုက်လာတဲ့ပြည်သူ့ကာကွယ်တပ်တွေတပ်တန်း၄နှစ်ရောက်လာချိန်မှာအတော်ပြေဝတဲ့အတွေ့အကြုံတွေရရှိလာခဲ့ပြီလို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။